မန္တလေးမြို့ရဲ့အထူးအမှတ်သားနိုင်ငံသမားရဲ့အရေးပါတဲ့စာမျက်နှာတစ်ရက်နဲ့ကမ္ဘာအကြီးဆုံးစာအုပ်ကြီးတစ်ခုဖြစ်ဟင်းနစ်မှတ်တမ်းဝင်လာတဲ့နေရာတစ်ခုကိုသင်ပြပါသလားဒီအမွေနေရာကတော့ကုသိုလ်တော်ဘုရားပဲဖြစ်ပါတယ်ကုသိုလ်တော်ဘုရားဟာတာမန်ဘုရားတစုထက်ပိုပြီးဗုဒ္ဓဘာသာသမိုင်းမြမယဉ်ကျေးမှုနဲ့ပြီးသူကလက်ရာတွေရဲ့အထောအထိပ်ကိုဖော်ညွှန်းပြသနေတဲ့လက်ရာတစ်ခုလည်းဖြစ်ပါတယ်ဒီနေရာကိုတာမန်မျိုးလုံးနေနဲ့ကြည်ရင်တော့ရွှေရောင်တောက်ပါနေတဲ့စီဂျီစုနဲ့ ဘေးပတ်ဝန်းကျင်ကဈေးကြီးငယ်လေးတွေလို့ထင်ရပေမဲ့အသေးစိတ်လေ့လာကြည့်တဲ့အခါမှာတော့တန်ဖိုးမဖြတ်နိုင်တဲ့သမိုင်းဝင်ပစ္စည်းတွေနဲ့ပြည့်နှက်နေကြတာကိုတွေ့မြင်ခံစားရမှာပါကုသတော်ဘုရားကိုမြမသမိုင်းရဲ့အထင်ရှားဆုံးမင်းတစ်ပါးဖြစ်တဲ့မင်းတို့မင်းကြီးကဒီထောင်ကိုကိုယ်ွယ်ခဲ့တာပါစကောရာဇုနဲ့မှာပြည်ထရှားတို့ရဲ့စီရေးချင်းချောင်းမှုတွေနဲ့မြန်မာနိုင်ငံရဲ့အခြေအနေတွေမတည်ငြိမ်မှုတွေကြားကနေမင်းတို့မင်းများဘာသာရေးနဲ့ပညာရေးကိုအားပေးမြင့်တင်ဖို့အထူးကြိုးပမ်းခဲ့ပါဗျာ။ မင်းတို့မင်းကြီးဟာသာသနာတော်တန်ရှင်းတည်တံ့စေဖို့ရည်ရွယ်ပြီးဗုဒ္ဓဘာသာတမိုင်းမှာအလွန်အရေးပါတဲ့ပြင်စမတန်ခါညနာကို1880ခုနှစ်မှာမန္တလေးမြို့၌ကျင်းပခဲ့ပါသည်ကံကရနာကိုတီပေါင်းမင်းနဲ့တူသာသနာပညာရှင်ပေါင်းဆရာတော်ကြီးများ2400ကျော်ပင်ဖိတ်ပြီး9လကြာကျင်းပခဲ့တာပါဒီတန်ခါရနာမှာပိရိကတ်၃ဘုံကိုပြန်လဲပေါ်တော်ပြီးစာအုပ်စာရန်အနေနဲ့ပုံနှိပ်ထုတ်ဝေဖို့ပြင်ဆင်ခဲ့ပါတယ် သို့သောမင်းတို့မိကြီးကစက်ကူနဲ့ပေါ်နေထားတဲ့စာအုပ်တွေဟာနှစ်ကာလကြာညားလာတဲ့အခါမှာပျက်စီးဆုံးရှုံးနိုင်တယ်လို့တွေးမိခဲ့ပါတယ်။ဒါကြောင့်ပိရိကတ်တော်တွေဟာနှစ်ပေါင်းထောင်ချီပြီးမပြတ်မစီအတွန်းရှည်တည်ဆင်းစေဖို့ကြောက်ပြားတွေပေါ်မှာထွန်းထုတ်ဖို့ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ဒီဆုံးဖြတ်ချက်ဟာအနာဂတ်မျိုးဆက်တွေအတွက်ဗုဒ္ဓဘာသာရဲ့အနှစ်သာရတွေမပြောင်းမပြတ်ရလျောက်အပေါင်းမပြတ်နိုင်တဲ့အမွေအနှစ်ကိုခြံထားခဲ့တယ်လို့ပြောဆိုရမှာပါ။ကုသိုလ်ဘုရားရဲ့အဓိကမှတ်သားဖြစ်တဲ့ကြောက်စာပြားတွေဟာတာမန်ကြောက်ပြားတွေမဟုတ်ပါဘူး ကြောက်စာရေးရဲစုစုပေါင်း929ချက်ရှိပြီးတစ်ချက်ချင်းစီကိုဇေဒီငယ်လေးတွေရဲ့အထင်းမှာတည်ထားခဲ့ကြတာပါဒီဇေဒီငယ်လေးတွေကိုကြောက်စာကိုလည်းခေါ်ကြပါတယ်ကြောက်စာချက်929ချက်ပေါ်မှာပိဋကတ်သုံးပုံဖြစ်တဲ့ဝိနည်းတုတ်တန်အပိဓမ္မာကိုပါဠိဘာသာနဲ့အပြည့်အစုံထွင်းထူထားခဲ့ကြတာပါကျောက်စာတစ်ချက်စီမှာစာကြောင်းရေပေါင်း80မှ100အထိပါဝင်ပြီး ောက်စာတစ်ချက်ကိုစလုံးပေါင်း1600ခန့်ထွန်းထူထားခဲ့လို့လည်းသိရပါဗျ။ကျောက်စာလေးကိုအနုစေပြီး twin two နိုင်ဖို့အတွက်ဒုခိကပညာရှင်တွေကိုခေါ်ယူအသုံးပြုခဲ့ကြတာပါကျောက်စာရေးသားတဲ့လက်ရည်ပညာရှင်တွေနဲ့ twin two ရတဲ့ပညာပညာရှင်တွေဟာအချိန်အများကြီးယူပြီးစ조사ပံ့ပိုးခဲ့ကြပါတယ်ကျောက်စာချက်ကပိရိကတ်တော်ရဲ့အခန်းစဉ်လိုက် အစီအစဉ်တိုင်းတည်ရှိနေပြီး၆ဇာကူတွေကိုတော့စတုကံပုံစံမျိုးနဲ့တည်တမ်းပြီးစနစ်တကျတည်ဆောက်တာတာဟာအလွန်နှပ်ပါပြီးတန်ဖိုးထက်နိုင်အောင်မှာကလေးစာသူတွေအတက်လဲပုံမူလွယ်ကူစေခဲ့ပါတယ်။ကုသတော်ဖရာဟာတမိုင်းဝင်တန်ဖိုးနေမှာကပဲပြီးသူကဆိုင်ရာလက်ရမြတ်မှုတွေကြောင့်လဲလူတီများထင်ရှားခဲ့ပါတယ်။အလဲပေါ်မှာရှိတဲ့အဓိကစီတော်ကြီးဟာရွှေရောင်တောက်ပနေပြီးမြမရိုးရလက်မှုပညာနဲ့ပြီးသူကပညာရဲ့အစဉ်အတန်းကိုဖော်ညွှန်းပြသနေခဲ့တာပါ။ ဒီလိုထူးခြားတဲ့သမိုင်းဝင်တန်ဖိုးတွေဘာသာရေးမွေးနေ့တွေရဲ့လက်ရမြောက်မှုတွေကြောင့် UNESCO က2003ခုနှစ်ဇွန်လ21ရက်နေ့မှာကုသတော်ဘုရားကကြောက်စာတွေကိုကမ္ဘာအမွေနဲ့အမှတ်တမ်းအဖြစ်တရားဝင်အတည်မှတ်ပြုခဲ့ကြပါတယ်။ဒါဟာမြန်မာနိုင်ငံအတွက်ကိုယ်စားဖြစ်ပြီးဒီကြောက်စာတွေဟာကမ္ဘာတဝန်းကလူတွေအတွက်အရေးပါတဲ့အမွေအနှစ်ဖြစ်တယ်ဆိုတာကိုတက်တည်ထူလိုက်တာပါပဲ။ ကုသတော်ဘုရားဟာဗုဒ္ဓဘာသာဝင်တွေအတွက်သာသနာပြုလုပ်ငန်းတွေရဲ့အထောက်အထိပ်ကိုဖော်ညွှန်းနေသလိုတမိုင်းပညာရှင်တွေပြည်သူ့ကပညာရှင်တွေအတက်လည်းလေ့လာစရာအချက်လက်တွေအများကြီးပေါင်းဝင်နေခဲ့ပါတယ်။ပင်မန္တလေးမြို့ကိုရောက်တဲ့အခါမှာဒီဘုရားရဲ့တန်ဖိုးကိုပို့ပြီးနားလည်နိုင်မှုဇီတော်ကြီးရဲ့ရွှေရောင်တက်ဝတ်မှုရဲ့နောက်ဘက်မှာရှိနေတဲ့ကျောက်စာချက်ပေါင်း929ချက်ကိုအချိန်ပေးပြီးတေချာလေ့လာကြည့်ဖို့တိုက်တွန်းခြင်းပါတယ်။ဒါမှသာကမ္ဘာအကြီးဆုံးစာအုပ်ကြီးရဲ့အနှစ်သာရကိုတကယ်ခံစားရရှိနိုင်မှာပါ။ ားလုံးကိုကျေးဇူးတင်ပါတယ်